ဂါဇာအကူအညီပေးရေးနေရာမှာသူတို့ပြည်စုကုသပေးနေပြီးအမေရိကန်ကြောတောင်းနောက်ခံပေးထားတဲ့အဖွဲ့အစည်းတစ်တခုကစီမံလုပ်ကင်နေတဲ့နေရာကိုအစ္စရေးတပ်ဖွဲ့တွေကပတ်ပေါင်းစုံကဝိုင်းဝန်းပစ်ခတ်ခဲ့တယ်လို့နေစီမချရှောင်းများအဖွဲ့ကတဲ့တင်းကွန်နေနေကပြောကြားလိုက်ပါတယ် ဂါဇာတောင်ပိုင်းယာဖာမြို့မှာဒီလိုဗရန်ဗရာဖြစ်ခဲ့ရတာဟာဂါဇာလူသားချင်းစာနာတဲ့အကူအညီပေးရေးဖောင်ဒေးရှင်း GFF ရဲ့အကူအညီပစ္စည်းတွေဖြန့်ဖြူးရေးစနစ်ကြောင့်ဖြစ်ရရဲ့လို့ပြင်သစ်ဘာသာနဲ့ MSF လို့ခေါ်တဲ့အဲ့ဒီ NGO ကအပြစ်တင်ကြောဆိုခဲ့ပါတယ်။အဲ့ဒီနေရာမှာအစ္စရေးရဲ့ပြစ်ခတ်မှုကြောင့်ပါလက်စတိုင်းလူမျိုး32ဦးသေဆုံးခဲ့ရတယ်လို့ဂါဇာဒေသမှာရှိတဲ့အရက်ဖက်ကာကွယ်ရေးအေဂျင်စီကပြောပါတယ်။အစ္စရေးစစ်တပ်ကပြစ်ခတ်ခဲ့တာဖြစ်တယ်လို့မျက်မြင်သက်သေတွေက AFP ကိုပြောပါရယ်ဒီလိုဖြစ်ပွားမှုတစ်ခုမှ ဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့ GFN နဲ့ Israel အာဏာပိုင်ကညင်းဆိုပါရယ် ါပေမဲ့ MSF နဲ့အခြားဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကတော့တနက်တန်ရရရှိထားတဲ့ဒေတာခန့်တွေကိုအနီးမှာရှိတဲ့ Can you note မြို့မှာ NASA ဆေးရုံမှာကူတာပေးနေတယ်လို့ဆိုပါတယ်သူတို့ကိုဗပောင်းဆောင်ကနေ drone နဲ့ရဟတ်ယာဉ်တွေတင်ကားတွေနဲ့ Israel ခြေလင်းစစ်သားတွေက ချစ်ခတ်တိုက်ခိုက်ကြရဲဆိုပြီးလူနာတွေက MSF ကိုပြောပါရဲလို့ MSF ကြေညာချက်မှာထုတ်ပြန်ရေးသားထားပါတယ်။ MSF ရဲ့အရေးပေါ်ညှိနှိုင်းရေးမှူးကလမာနီယာက JFF ရဲ့ဖြန့်ဖြူးရေးစနစ်ဟာလူမဆန်အန်ရဲ့ GB အလွန်အမင်းထိရောက်မှုမရှိဘူးလို့ကြေညာချက်မှာထုတ်ပြန်ပြောကြားခဲ့ပါတယ်ခင်ဗျာ။လောကောမီဒီယာရဲ့ဆက်လက်ရည်ရွယ်ချက်တွေမှာပေါ့ 外面跑，他急忙上给我摘去打仗。你他妈对面有只臭流氓，妈妈我被这野姑娘打仗了，一定被他考来打死。